ြန်လုံတော်မူသွားတဲ့ကမ္ဘာဗုဒ္ဓသာသနာပြုခိုင်းဆရာတော်ကြီးဒေါက်တာဗန်းနန္ဒာညာနီတရားရဲ့အန်တီမသာဗနာပွဲကိုဒီကနေ့နိုဝင်ဘာလ17ရက်နေ့မှာအိန္ဒိယနိုင်ငံကုတိနာယုံမြို့မှာကျင်းပခဲ့ပါတယ်။အဲ့လိုမကျင်းပခင်ဆရာတော်ကြီးရဲ့ရုပ်ကလပ်ကိုကုတိနာယုံမြို့မှာခေလေအပူဇော်ခံခဲ့ကြပါတယ်။ခေလေအပူဇော်ခံရာကိုမြို့သူမြို့သားတွေနဲ့ဆရာတော်ကြီးရဲ့တပည့်တပန်းတွေတက္ကသမတွေ ထောင်နဲ့ရှိလိုက်ပါခဲ့ကြပါရယ်။ကမ္ဘာဗုဒ္ဓသာသနာပြုဆရာတော်ရခိုင်ဆရာတော်ကြီးဒေါက်တာဗန်းနန္ဒညာနီပြာဟာအိန္ဒိယနိုင်ငံ UP ပြည်နယ်မြတ်စွာဘုရားရှင်မဟာပရိနိဗ္ဗာန်ပြုတော်မူရာကုတိနာယုံမြို့ကကုတိနာယုံမြမကျောင်းတိုက်မှာတည်င်းသုံးပြီးတော့သာသနာပြုတော်မူနေကြရပါ။ UP ပြည်နယ်လက္ခဏာမြို့ကစေယုံတေယုံမှာဆရာတော်ကြီးရဲ့အဆုတ်ယောဂကိုစီကူတာမှုခံယူနေစဉ် ောက်တိုဘာလ30ရက်နေ့မနက်အစောငါးနာရီလောက်ကဘဝနှစ်ထံပြန်လုံတော်မူသွားခဲ့တာပါပြန်လုံတော်မူချိန်မှာတက်တော်90ဝါရော80ရှိပြီဖြစ်ပါတယ်ပြန်လုံတော်မူသွားတဲ့ရခိုင်ဆရာတော်ကြီးဒေါက်တာဗန်းနန္ဒာညာနီတိယဟာနှစ်ပေါင်း60တိုင်အောင်အိန္ဒိယမြန်မာနိုင်ငံအကြားဘာသာရေးဆိုင်ရာဂျူပန်ဆောင်ရွက်မှုတွေပြုလုပ်ခဲ့ပြီး အဲ့လိုကျူပန်းဆောင်ရွက်ခဲ့မှုဟာအလွန်တရာကြီးမားလာတယ်လို့လေဒီနေ့နိုဝင်ဘာလ17ရက်နေ့မှာမြန်မာနိုင်ငံဆိုင်ရာအိန္ဒိယတန်ယုံကထုတ်ပြန်ထားပါတယ်။ဆရာတော်ဖျားကြီးဟာအိန္ဒိယနိုင်ငံမှာဘာသာမင်းနဲ့ဘာသာခြားလူပေါင်းများစွာကိုဗုဒ္ဓဘာသာအဖြစ်သို့သွတ်သွင်းနိုင်ခဲ့တဲ့သာသနာပြုပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်။ဒါ့အပြင်အိန္ဒိယနိုင်ငံဗုဒ္ဓဂါယကမဟာဘောဓိစေတီတော်မြတ်ကြီးထိန်းသိမ်းရေးကော်မတီကိုဖွဲ့စည်းတည်ထောင်ခဲ့ပြီး ကော်မတီဥက္ကဋ္ဌအဖြစ်ဆယ်နှစ်တိုင်တိုင်တာဝန်ထမ်းဆောင်ရွက်ခဲ့ပါတယ်။မြတ်စွာဘုရားရှင်ပရိနိဗ္ဗာန်ပြုတော်မူရာ ကုတိနာယုံကမဟာပရိနိဗ္ဗာန်ရုပ်ဘောတော်မျက်ကြီးနဲ့ကျောင်းတော်မျက်ကြီးကိုထိမ့်သိမ်းဆောက်ရှောက်ခဲ့တာကုတိနာယုံမှာအခက်ခဲအမျိုးမျိုးကြားကရွှေတဂုံပုံစံတူ မဟာတုခန္နာရှမ်းသာကြီးစီဒီတော်ကိုတည်ထားပူဇော်နိုင်ခဲ့တာစရက်များစွာသောသာသနာပြုလုပ်ငန်းတွေကိုလှုပ်ဆောင်ခဲ့ပါတယ် ဆရာတော်ကြီးဒေါက်တာဗန်းနန္နာညာနီတရားဟာရခိုင်ပြည်မင်းပြမြို့နယ်ဇီးပင်ကြီးကျေော်ဇာတိဖြစ်ပါရယ်ခမီးတော်ဦးမောင်ကျော်သူနဲ့မေတော်တော်ဝင်းမြဦးစီကနေ1298ခုနှစ်တဇောင်မုံလဆုတ်73ရက်နေ့ခရစ်တကရီ1936ခုနှစ်နိုဝင်ဘာလ10ရက်နေ့မှာဖွားမြင်ခဲ့တာပါသက်တော်14နှစ်မှာဇီးပင်ကြီးကျေော်ကဓမ္မရခိတကျောင်းတိုက်မှာ ဥပစီပြုပြီးရှင်သာမဏေအဖြစ်သို့ရောက်ရှိခဲ့ပါရယ်သက်တော်16နှစ်အရွယ်မှာရန်ကုန်မြို့ကမင်္ဂလာယာမပါဠိတက္ကသိုလ်မှာပရိယတ္တိစာပေတွေစီးပူးတင်ကြပြီးမူလာတန်းအငေတန်းအလက်တန်းအကြည်တန်းနဲ့ဓမ္မစရိယတန်းကိုအောင်မြင်ခဲ့ပါရယ်သက်တော်26နှစ်ယဟန်ပြုဘွားအရွယ်မှာအိန္ဒိယနိုင်ငံသို့သာသနာပြုစေလှုပ်ဖို့ဆရာတော်ကြီးတွေရဲ့ရွေးချယ်တာကိုခံခဲ့ရပြီးအိန္ဒိယကိုရောက်ရှိလာခဲ့ပါရယ် ဆရာတော်ကြီးဟာကမ္ဘာဗုဒ္ဓသာသနာပြုဆရာတော်တစ်ပါးဖြစ်ပြီးဒေါက်တာဗန်းနန္နာညာနီတရာအဘိဓဇမဟာရထဂူရုအဘိဓဇအက္ကမဟာတတမဇောတိကအက္ကမဟာပန္တိတာအက္ကမဟာတတမဇောတိကတစစတဲ့ဝေရော်တွေကိုလည်းရရှိခဲ့ပါတယ်။ဒါ့အပြင်ဆရာတော်ကြီးဟာဘာသာရေးနဲ့ဆိုင်တဲ့ကျမ်းဂါကျမ်းကိုပြုစုခဲ့ပြီးကိုရီးယားနိုင်ငံ၊အင်္ဂလန်နိုင်ငံ၊အိန္ဒိယနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့က ပွဲပေါင်း20ကျော်ရရှိခဲ့တယ်လို့သိရပါတယ်။ဆရာတော်ကြီးဟာပြီးခဲ့တဲ့2021ခုနှစ်ဇန်နဝါရီလမှာမြမအစိုးရကရှင်းမြင်တဲ့အဘိဓဇမဟာရထဂူရုဝိကိုရရှိခဲ့တဲ့အတွက်အိန္ဒိယနိုင်ငံဆိုင်ရာမြမသံမကြီးအပါအဝင်အိန္ဒိယနိုင်ငံကဗုဒ္ဓဘာသာအဖွဲ့အစည်းနဲ့နိုင်ငံတကာတို့ကထက်မှန်ဂုဏ်ပြုရှင်းမြင်တာကိုလေ့ခံခဲ့ရပါတယ်။ဆရာတော်ကြီးပြန်လည်တော်မူသွားတာဟာရခိုင်မျိုးသားတွေအတွက်သာမကဘဲ ဗုဒ္ဓဘာသာဝင်တွေအားလုံးအတွက်အစာထိုးမြရတဲ့ဆုံးကျုံးမှုကြီးတစ်ရက်လေးဖြစ်ပါတယ်။ဆရာတော်ကြီးအခုလိုပြန်လည်တော်မူသွားတဲ့အတွက်ဆရာတော်ကြီးရဲ့တပည့်တပန်းတွေနဲ့ဆရာတော်ကြီးကိုလေးစားကြည်ညိုကြတဲ့တက္ကသမားတွေက ဝန်းနေပူဆွေးနေကြတယ်လို့လည်းသိရပါတယ်။